တည်သွားပြီးရင်ကိုယ့်ကိုမတည်ဘူးဆိုတာဘုန်းကြီးတို့စာပေရဲ့မှာပါရဟန်းတော်တစ်ပါးကမ္မထာထာကမ္မထာထိုင်းနေတဲ့ကနေခုခေတ်လူပြောရင်ဟတ်တက်လို့နေမှာသို့မဟုတ်ဝေချက်သွားနော်ကမ္မထာထိုင်းနေတဲ့ပြန်တော်မူသွားတာပြန်တော်မူသွားပြီးပြီချင်းနတ်ပြေရောက်တယ်နတ်သားတော်ဖြစ်နတ်သားတော်ဖြစ်တော့ သူ့ကိုယ်သူလက်သားလို့ထင်အိပ်ကြော်ရလုံးလာတဲ့ပုံကိုတရားရဟန်းလို့ပဲထင်ထိုင်ရကြည့်ရတဲ့ဥပမာအဲ့တော့သူ့ရဲ့အချမ်းအယံဖြစ်တဲ့လက်သမီးတွေဘုံဘိမ့်မှာမှလည်းဆင်းလာကြပြီတော့သူ့စီလာကြတာပေါ့အေးတို့ဘိမ့်မှာရှင်တော်ရောက်ပြီဆိုပြီးလာကြတော့သူကဘယ်လိုထင်အေးတက္ကမတွေကြောင်းလာကြတယ်သူလေအဲ့လိုထင်တယ်သူတည်တော်မှမသိဘူး ဒီမှာတွေလာကြပြီဧည့်သည်တွေနဲ့တူတယ်လို့ဆိုပြီးတော့သင်္ကန်းတွေဘာတွေပြင်ဖို့ပြီးတော့သူကဆက်ကုန်တွေချာပြီးတော့ငုတ်တူကြီးဒီတိုင်းနဲ့ထိုင်တယ်အဲ့ဒါလိုထိုင်နေတဲ့အခါကျတော့ခုနကနတ်သမီးတွေကသဘောပေါက်လာဩဘုန်းကြီးဘဝလာတဲ့နတ်သားနေမှာပဲသူကသူဘုန်းကြီးချင်းနေရောပဲဆိုပြီးတော့မှန်ထောင်ပြကြတယ်လို့ပြောတာအဲ့ဒါလိုမှန်ထောင်ပြတဲ့အခါမှာကြည့်လိုက်တော့မှာ သူ့ပုံပန်းတဏ္ဍာပြောင်းနေပြီဘုံကြီးမဟုတ်တော့ဆိုသိရတယ်။တဏှရှိပြီရှိယုတ်ပြီရှိတကယ်ယုတ်ပြီရှိယုတ်တဲ့ဖြစ်သွားတာဆိုလူကကိုသိရမသိလိုက်တာရှိအများကြီး။နောက်ဘဝပြန်မွေးတာလည်းယုတ်တဲ့မွေးလိုက်တာဆိုတော့သူကမသိတော့ဘူး။အိညာကနေလက်လို့တယ်လို့ပဲဖြစ်သွားတာ။အိပြော်ရကနေလို့လာတဲ့ပုံစံမျိုးဖြစ်တယ်။သို့တော့အရင်ခန္ဓာကိုယ်ကြီးမဟုတ်တော့ဘူးခန္ဓာကိုယ်ကြီးရဲ့တမျိုးဖြစ်နေ တရေပြည့်တဲ့လူကြတော့ဘလို့ဖြစ်တယ်ဆိုလို့ရှိရင်ဒီဘဝတည်တော့ဘိုးကျတော့ဆောင်းကြောင်ခိုင်ရဲ့ကြီးဖြစ်တယ်ဆောင်းကြောင်ခိုင်ရဲ့ကြီးဖြစ်တယ်သူ့ကိုယ်သူကြည့်လိုက်တဲ့အခါကျတော့ငါဒီနောက်မှာလုံးထိုင်နေတယ်ဟောလေးကြီးကြည့်လိုက်တယ်ဒီကိုယ်လုံးနဲ့အမွှေးတွေအမြင်နေရတယ်ကိုယ်တရားသွားခြင်းပြီဆိုပြုတ်ခဏရောက်တော့ဒီနေရာသွားခြင်းပြီဆိုလည်းပြုတ်ခဏရောက်ပါတယ်အဲ့ကြမှာအော်ငါသေးလာပြီငါတရေချင်းနေသွားလားအဲ့ချက်မသိဘူး လောကဖြစ်တာဘဝတန်တရားဆိုအမြဲတမ်းအထူးဆန်းနေเนาะ